မာကုခရစ်ဝင်ခန်းကြီး9အငယ်1ကနေ20ကို အချိန်ရရင်အဲ့ဒီ1ကနေ20အစဆုံးကိုတေးသေးချာချာနှစ်ခေါက်လောက်ဖတ်ပေးပါဟုတ်ပြီနော်အခုဒီတရားသေသနာကိုနားထောင်နေတဲ့သင်တကယ်လို့တမာကျမ်းစာကိုနားလည်ခြင်းနဲ့စိတ်ရှိတဲ့ဆိုရင်ရှင်မာကုခရစ်ဝင်ခန်းကြီး9အငယ်1ကနေ20ကိုအစဆုံးနှစ်ခေါက်လောက်ဖတ်ကြည့်ပါဒါမှကျွန်တော်ပြောတာကိုသင်ပို့ပြီးမှနားလည်မယ်ကျွန်တော်အစဆုံးမဖတ်တော့ပါဘူးသင်ကိုအိမ်စာပေးလိုက်တာဖြစ်တယ်ကျွန်တော်နည်းနည်းလေးနည်းနည်းလေးပဲဖတ်မယ်နော်အရှိနောက်ပဲ အိုင်တဖက်ဂါဒရာပီတို့ယောက်ကြ၍တဲ့ယေရှုဒီလေထဲကထွက်ကြတော်မူသည်ခဏချင်းတွင်ညစ်ညူတော်နှက်ဆွဲတော်သူသည်တင်းချိုင်းတဆပြင်မှဖက်လာ၍ကိုတော်ကိုခยีအိုးကြိုပြုတ်လေ၏အငယ်20မှာဖတ်မယ်နောက်ဆုံးထိုသူသည် တွား၍ယေရှုဒီအဘယ်မျှလောက်ဂျေဇုပြုတ်တော်မူသည်ကိုဒေကာပေါလိပြည်တွင်တည်င်းကြပြောသည်ဖြစ်၍ခတ်တိုင်တော်သူတို့၏အံ့ဩခြင်းတို့ရှိကြ၏ ်ချစ်တော်ညီကိုမောင်မတို့ဒီနေရာမှာသူ့ရဲ့ကိစ္စကဒီလိုလေးရှိတယ်။တခင်ယေရှုခရစ်တော်ကဘယ်ကိုရောက်လာလဲဆိုအိုင်တဖက်ရဲ့ဂါဒရပီကိုရောက်လာတယ်။အဲ့ဒီဂါဒရပီမှာလေကနေထွက်လာတာနဲ့ဘယ်သူသူ့ကိုစီးကြိုနေတယ်လဲဆိုတော့ညစ်ညိုးတော့နှက်ဆွဲတော့သူဟာတိန်ချိုင်းပင်ကနေထွက်လာတယ်တဲ့ကိုတော်ကိုခီးဥကြိုပြူတယ်။ပြီးလို့ရှင်ကိုတော်ကိုဘလို့ပြန်ပြောလဲ။နှက်ဆိုးဆွဲတဲ့သူဟာကိုတော်ကိုတိတယ်နော်။နတ်ဆိုးဆွဲတဲ့သူကတိတာမဟုတ်နတ်ဆိုးကတိတာသူအแทးကနတ်ဆိုးကယေရှုကိုတိမတိဘူးလားတိတယ် အဲ့ဒီနှက်ဆိုးကပဲအဲ့ဒီလူထဲမှာနေပြီးမှအဲ့ဒီလူကိုနှိပ်ဆက်နေတာကြောက်ဆောင်တဲ့ကိုကိုကိုရှာစီတယ်ဟစ်ကြော်စီတယ်သူများအောင်လဲဘာဖြစ်လဲရံပြုတ်တယ်စသဖြင့်ဆိုတော့ယေရှုကိုမြင်တဲ့အခါမှာအဲ့ဒီလူကချက်ချင်းပြေးလာပြီးမှအရှိမပြတ်ဝတ်တယ်တတိထားနော်အံ့ဩစရာပဲနှက်ဆိုးဆွဲတဲ့သူကလုံးဝအာယုံတွေဘာမှမရှိတဲ့သူတယောက်ကလူလူရဲ့စင်စားဉဏ်တွေဘာညာအကုန်ဘာမှမရှိတော့ဘဲနဲ့နှက်ဆိုးကလာပြီးတော့မှထိန်းချုပ်သွားတဲ့လူတယောက်က ယေရှုရှိမှပြက်ဝတ်တယ်တဲ့ယေရှုရှိမှဆိုလိုချင်တာကအဲ့ဒီလူက ပြက်ဝတ်တာမဟုတ်ဘူးနတ်ဆိုးကသူ့ကိုထိန်ချုပ်ထားတဲ့အတွက်နတ်ဆိုးကယေရှုကိုတီးတဲ့အတွက်ယေရှုလာတာကိုယေရှုရှိမှလာပြက်ဝတ်တာဘာကြောင့်ပြက်ဝတ်တယ်လဲယေရှုဒီဖယားသခင်ဖြစ်တယ်ဆိုတာသူတီးလို့ပြက်ဝတ်တာဖြစ်တယ်ဟာလေလုယာနတ်ဆိုးတွေယေရှုကိုတီးတယ်နော်တတိထာနော်နတ်ဆိုးတွေယေရှုမတီးဘူးလားတီးတယ်ယေရှုကိုတီးတယ်ယေရှုကိုတီးတယ်အဲ့တော့ယေရှုရှိကိုလာရင်မှဘယ်လိုပြောလဲ အမြင့်ဆုံးတော့ဘုရားသခင်သားတော်ယေရှုတဲ့ကိုတော်ကြီးကျွန်တော်တို့နဲ့အဘယ်လိုဆိုင်တနေတဲ့အကျွန်တော်တို့ကိုညင်းဆဲတော်မမူမီအကြောင်းဘုရားသခင်ကိုအမည်ပြုရဲ့အကျွန်ုပ်တောင်းပန်ပါ၏အာယေရှုငါ့တော့မညင်းမလာညင်းဆဲပါနဲ့ကွာတဲ့ငါတို့တောင်းပန်ပါတယ်တဲ့အဲ့လိုနတ်ဆိုးတွေကလာပြီးမှတောင်းပန်တယ်ဘာကြောင့်တောင်းပန်လဲသိလားသူတို့မားနေတယ်ဆိုတော့တိတယ်တိလို့လေโอเคပျက်စီးတစ်ခုခုခိုးထားလို့ရှိရင်ရဲလာရင်မကြောက်ဘူးလားကြောက်တာပေါ့ဒီတိုင်းပဲ နှက်ဆိုးကဘာကြောင့်ယေရှုကိုကြောက်တာလဲယေရှုကစီရင်တဲ့ဖရာသခင်လေဖရာသခင်လာပြီဆိုမှ तू ကလူတွေကိုနှိပ်စက်နေတာ तू ဒီအလုတ်လုံနေတယ်ဆိုတော့ तू ကအုံးအုံးမလို့အုံးပွင့်နေပြီလေအဲ့မှာမာတောင်းပန်ပါတယ်ဆိုပြီးမှဟုတ်တယ်နော် तू မားတယ်ဆိုတော့ तू သိနေတယ်ဒါကြောင့်ယေရှုကိုတောင်းပန်တာဒါပေမဲ့ဘယ်ရမလဲတခိုးခိုးတာကိုကျွန်တော်တို့ခိုးလိုက်ပါပြီတောင်းပန်ပါတယ်ဘာမှမလုပ်ပေးပါနဲ့လို့ရဲကိုတောင်းပန်လို့ရလားမရဘူးလေရဲကတော့တင်လုတဲ့အတိုင်းတင့်ကိုပါဖြစ်လေစီရင်ပါပဲဒါကြောင့်ယေရှုကဘယ်လိုလုပ်လဲ အဲ့ဒီနတ်ဆိုးတွေကိုအဲ့ဒီလူထဲကနေထွက်ဖို့ရန်အတွက်နင်ထုတ်လိုက်တယ်နင်ထုတ်လိုက်တဲ့ခါမှာစကားသခွန်မဲနော် စကားသခွန်မဲနင်ထုတ်လိုက်တယ်အဲ့ကြားထဲမှာယေရှုကမေးလိုက်သေးတယ်နင်တို့နာမည်ဘယ်လိုခေါ်လဲသူတို့နာမည်ကလေခေါင်ဖြစ်တယ်လေခေါင်ဆိုတော့မူရင်းစကားလုံးမှာအများလို့အသိပဲရတယ် group group လို့အမည်ရတယ်အင်္ဂလိပ်လိုလေ group အင်္ဂလိပ်လို group ဆိုတာကအဖွဲ့အစည်းအများပေါ့နော်အဖွဲ့အစည်းလို့နာမည်ရတယ်သူတို့နာမည်ကလေခေါင်ဆိုတာ ဆိုလိုချင်တာကအဲ့ဒီလူထဲမှာရှိနေတဲ့နှက်ဆိုးကတကောင်ပဲမဟုတ်ဘူးအများကြီးတယောက်ပဲမဟုတ်အများကြီးနေတာဒါကြောင့်ခုကျွန်တော်တို့ဗာလဲမြန်မာပြည်မှာရောတခြားတရုတ်ပြည်မှာရောတခြားနိုင်ငံတွေမှာရောကျွန်တော်ပြောမယ်နှက်ဆိုးရှိလားမရှိဘူးလားရှိတယ်နော်ရှိတယ်နော်နှက်ဆိုးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်ကြုံဘူးတယ်ကျွန်တော်တို့ကိုယ်တိုင်မောင်းထုတ်ဘူးတယ်ကျွန်တော်တို့ကိုယ်တိုင်ဆူတောင်းပေးဘူးတယ်တခြားကျွန်တော်တို့လှုပ်ဖော်ကင်ဖက်တွေလှုပ်နေတာကိုလည်းကျွန်တော်တို့ကြားဘူးတယ်မြင်ဘူးတယ်ဒါကြောင့်ကျွန်တော်တို့ပြောရဲတာကနှက်ဆိုးတွေရှိတယ်လောကထဲမှာ ဒါပေမဲ့နောက်တစ်ခုပို့ပြီးတော့မှပြောရတဲ့အရာတစ်ခုကနတ်ဆိုးဒီယေရှုကိုအင်မတန်အင်မတန်ကြောက်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့နတ်ဆိုးကိုကြောက်ကြမလို့ဘာကြောင့်လဲကျွန်တော်တို့ဒီဒီယေရှုကိုကိုးကွယ်တော်သူဖြစ်တယ်နတ်ဆိုးကကျွန်တော်တို့ပြောင်းပြန်ကြောက်တယ်တိလားတချို့တချို့ကျွန်တော်တို့ဖြစ်ခဲ့တဲ့အရာတွေပြောပြမယ်ဆိုရင်တခါတလေနတ်ဆိုးဆွဲတဲ့သူတယောက်ကိုကျွန်တော်တို့ကသွားဆုတောင်းပေးတဲ့အခါမှာနတ်ဆိုးကကျွန်တော်တို့မြင်တာမဟုတ်ဘဲနဲ့ကောင်းကင်တမန်ကိုသွားမြင်တာတော့တခါတလေကျွန်တော်တို့အိတ်ဝတ်ထားတဲ့အင်ဂျီကဘာမှ 阿飘要么八百迈，多迈十天嘛不落队嘞是不？哈阿飘我他嘞我用我他嘞多的拉皮黑书嘛都要教你的，你的的那书谁、就是、来读啊？书读起来啊，这条路读书到边来看嘛，拍下得看啊，这条路也多巴西的，也学啊，这条路也多巴西的，哈利路亚！大家用基督教的四德言那书教下路啦，没路不呢，没路不。大少爷班长，这路用基督教的爱的那书的四德也要教下他嘞。今天呢，四德四德，唯留在家里记了，免路学的。 ဒါကြောင့်ကျွန်တော်အမြဲတမ်းယုံကြည်သူတွေကိုတတိပေးတယ်တရေတစီဇက်ကားကိုကျွန်တော်တို့ကတော့ကြည်ဖို့တိတ်အားမပေးဘူးကြည်ဖို့တိတ်အားမပေးဘူးဘာကြောင့်လဲတရေတစီဇက်ကားကြည်တာအပြစ်လားအပြစ်မဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီဟာကြည်ချင်းအဖြစ်ကျွန်တော်တို့ကစိတ်ထဲမှာဘာဘာတော့ရိုက်သွင်းမိလဲဆိုတော့တရေတစီကကြောက်စရာကောင်းတယ်ဆိုတော့အရေးအသွေးကိုရိုက်သွင်းမိတယ်ရိုက်သွင်းမိတဲ့အခါမှာညချိုင်းတယောက်တည်းအိမ်သားမသွားရဲတော့ဘူးညချိုင်းတယောက်တည်းလမ်းမလျှောက်ရဲတော့ဘူးအာတင်းချိုင်းတင်းချိုင်းတွေပါတွေဖြတ်ကျော်မယ်ဆိုရင်စိတ်ထဲမှာကြက်တီးတယ်အောင်ထလာတယ်ကြောက်လုံလို့ဟုတ်တယ်နော် ။ဘာကြောင့်ကြောက်တာလဲ။ဘာကြောင့်ကြောက်တာလဲ။ကျန်းစာကိုမြင်းများမဖတ်ပဲနဲ့တရေတစီကမြင်းများကြည်နေလို့ပေါ့။ဟုတ်တယ်နော်။ဒါကြောင့်ကျွန်တော်ပြောတယ်ယုံကြည်သူတွေတရေတစီကမကြည်ပါနဲ့ကျန်းစာကိုပဲဖတ်ပါ။ကျန်းစာကိုဖတ်တဲ့အခါမှာအဲ့ဒီရောင်တင်ကြောက်စရာမဟုတ်ဘူးဆိုတာတင်တီလာလိမ့်မယ်။ကျွန်တော်တို့ကြောက်ရမှာကအပြင်မှာအသက်ရှင်နေတဲ့လူတွေကိုကြောက်ရမှာဟုတ်တယ်နော်လူတွေမှဒါလည်းကျွန်တော်တို့တကူးကူးလှုပ်သွားနိုင်တာ တရေသက်စီကဝိညာဉ်ဆူနဲ့ဆိုးတွေကိုကျွန်တော်တို့ကြောက်စရာမလိုဘူးကျွန်တော်တို့ဖခင်သခင်ရဲ့လူတွေလေဖခင်သခင်ကိုကိုးကွယ်တဲ့လူတွေအမြင့်ဆုံးသောဖခင်ကိုကိုးကွယ်တဲ့လူတွေလေဟာလေလုယာဒါကြောင့်ကျွန်တော်ပြောပြမယ်ချစ်တော်ညီကိုမတော်တရေသက်စီကတင့်ကိုကြောက်နေရမှာတင်ကတရေသက်စီကိုကြောက်နေရမှာမဟုတ်ဘူးနှက်ဆိုးကိုတင်ကြောက်ရမှာမဟုတ်ဘူးနှက်ဆိုးကတင့်ကိုပြောင်းပြန်ကြောက်နေရတာနော်တင်ဒီဖရာသခင်ရဲ့သားသမီးဖြစ်တဲ့ဟာလေလုယာဒါကိုနားလည်ဖို့လိုတယ်နားမလည်ရင်ကျွန်တော်တို့က တရေတစေဇက်ကားကြည့်ပြီးကြည့်ပြီးတော့မှပဲပူပူဆိုးလာတယ်တတိထားပါဆိုတော့ဒီနေရာမှာကြားခံလေးနေနဲ့ပြောသွားတယ်နောက်ဆုံးမှပြောရမယ်ဆိုလို့ရှိရင်ခုနပြောရက်၄កောင်နဲ့ဆို၄កောင်နဲ့ဆိုကလူထဲမှာနေတဲ့အခါမှာဘုရားသခင်ကမောင်းနင်းထုတ်လိုက်တယ်ယေရှုခရစ်တော်နင်းထုတ်လိုက်တဲ့အခါမှာအဲ့ဒီလူကဘာလုပ်လဲသိလားအဲ့ဒီလူကတဲ့ဘုရားသခင်နောက်လိုက်ဖို့ရန်အတွက်တောင်းပန်တယ်ဘုရားသခင်နောက်လိုက်ခြင်းလေလို့ပြောတဲ့အခါမှာဘုရားသခင်ကဘာဖြစ်လဲသူ့ကိုနောက်မလိုက်ခိုင်းဘူးဘာလုပ်လဲ နေပြန်သွားတယ်နေအိမ်မှာသွားပြီးမှတက်သေးခံပါတဲ့ဒီနေရာမှာဆိုလိုချင်တာကကျွန်တော်တို့ဖယားသခင်ရဲ့ကျေးဇူးတော်ကိုခံရတဲ့အခါမှာချက်ချင်းဆိုတို့အားလုံးစွန့်ပြီးတော့မှဖယားသခင်ရဲ့အမှုတော်ကိုဆောင်ဖို့လုပ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူးဖယားသခင်ရဲ့အမှုတော်အချိန်ပြည့်24နာရီအမှုတော်ဆောင်ဖို့ဆိုတာဖယားသခင်ခွင့်ပြုမှဖိတ်ခေါ်မှရတာဟုတ်ပြီနော်လူတိုင်းလူတိုင်းအမှုတော်ဆောင်ဖြစ်လို့မရဘူးလူတိုင်းလူတိုင်းဟိုပါလေ24နာရီအမှုတော်ဆောင်ပြောတာ24နာရီအမှုတော်ဆောင် ဖြစ်ဖို့ရန်အတွက်ဘုရားသခင်ဖိတ်ခေါ်มาရတာအချိန်ပြည့်အမှုတော်ဆောင်ဖို့တသက်လုံးတည်တဲ့အထိအမှုတော်ဆောင်ဖို့ဘုရားသခင်ဖိတ်ခေါ်มาရတာသင်လုတ်ချင်တိုင်းလုတ်လို့မရအောင်တသက်တရားပဲမှလဲဒီမှာပဲအခုကျွန်တော်တို့ဖတ်တဲ့ညမှာနတ်ဆိုးဆွဲတဲ့သူကဘုရားသခင်နောက်လိုက်မယ်တသက်လုံးပုံအပ်မယ်ဆိုမှစဉ်းစားထားကောင်းစဉ်းစားထားမယ်ဒါပေမဲ့ယေရှုကခွင့်ပြုလားခွင့်မပြုဘူးဒါပေမဲ့သူ့ကိုဘာလုပ်ခိုင်းလဲအမှုတော်တော်ဆောင်လို့ရတယ်โอเคနော်24နာရီအချိန်ပြည့်အမှုတော်ဆောင်မဟုတ်ပေမဲ့တင်းရဲ့အလုတ်တင်းရဲ့ပေါင်းဝကျင်တင်းရဲ့မိသားစု တည့်ရဲ့ရွှေမျိုးတိုင်ဝိုင်းမှာတင်နေတဲ့နေရာမှာအမှုတော်ဆောင်လို့ရတယ်ဘလို့လဲတတ်သေးခံချင်းဟုတ်ပြီနော်တတ်သေးခံချင်းကျွန်တော်မေးကြည့်ချင်းတဲ့တန်ဖိုင်နားထောင်တဲ့ညီကိုမော်မတွေဖယားတခင်ရဲ့ကောင်းမြတ်ခြင်းကိုသင်ပနခါတတ်သေးခံဘူးပါတည်းတကယ်နော်တကယ်နော်မေးမေးကိုကိုကိုမေးကြည့်နော်လက်ကိုကိုရင်ရင်ပတ်ပေါ်မှာဖိမမေးကြည့်ငါဖယားတခင်ရဲ့ကောင်းမြတ်ခြင်းကိုတတ်သေးပနခါခံပြီးပြီလေဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကျွန်တော်အသက်တာမှာမရှိဘူးလို့တော့မပြောပါနဲ့ မရှိဘူးဆိုတဲ့သူတော့ကျွန်တော်သာအံ့ဩတယ်တကယ်အံ့ဩတာဘာကြောင့်လဲဒီလားဖယားသခင်ကသင်ဟာဖယားသခင်ကိုတကယ်စစ်မှန်တဲ့ယုံကြည်သူဆိုရင်ဖယားသခင်ကောင်းမြတ်ခြင်းကတင်းအတ္တတဲမှာမရှိစရာအကြောင်းကိုမရှိဘူးရှိကိုရှိမဲ့တခုမဟုတ်တခုအဲ့ဒီအရာကိုတင်တက်တည်ခံဖို့ပါဒလားတင်တက်တည်ခံတတ်ဖို့လိုတယ်ဖယားသခင်အလိုတော်ရှိတယ်တက်တည်ခံဖို့တင်ရဲ့ရွှေမျိုးထဲမှာရောတင်ရဲ့အတိုင်းဝိုင်းထဲမှာရောတင်ရဲ့မိတ်ဆွေထဲမှာရောတငယ်ချင်းထဲမှာရောတင်ရဲ့အလုပ်ထဲမှာရောတက်တည်ခံတတ်ဖို့လိုတယ် တတိခံတယ်ဆိုတာတရားဟောတတ်ဖို့မလိုဘူးကိုယ့်ရဲ့ဖြစ်ပျက်ခဲ့တဲ့အရာကိုပြောပြဖို့ပဲအမှန်ကိုအမှန်တိုင်းပြောပြဖို့ပဲတတိခံတဲ့အခါမှာတတိထားရမှာကမဟုတ်မကတွေကိုငါကျွန်တော်တို့ဖျားကိုအမွန်းတင်ချင်လို့ကျွန်တော်တို့ဘာဖြစ်လဲနည်းနည်းပဲဖြစ်တာကိုအများကြီးချဲ့မှလုံးဝလုံးဝမပြောပါနဲ့အဲ့ဒါမကောင်းပါဘူးဒီကိရိများဆိုတော့တတ်တည်ခံတဲ့သူတွေကျွန်တော်တို့နားထောင်တဲ့အခါမှာမဟုတ်မကတွေအများကြီးပြောထွက်လာတယ် ဘာကြောင့်လဲ तू ကဖယားသခင်ကိုချစ်တဲ့အားလျော်ဆိုတာဖယားသခင်ကိုအမွန်းတင်ခြင်းနဲ့အတွေ့အကြုံ तू တပားဖယားသခင်ကိုဘလောက်ကောင်းမြတ်တယ်ဆိုတဲ့အရာကိုသိချင်းစီခြင်းနဲ့အတွေ့အကြုံတတ်တည်ခံတဲ့အခါမှာနည်းနည်းပဲဖြစ်တာကိုအများကြီးချဲ့မှပြောလိုက်တယ်ဖယားသခင်ကောင်းမြတ်တာကဒီလောက်ပဲ तू ပြောလိုက်တာမှအများကြီးဖြစ်သွားတယ်ကျွန်တော်ပြောမယ်တင်ကအမွန်းတင်လိုက်လို့ဖယားသခင်ကကောင်းမြတ်လာတာမဟုတ်ဘူးနောက်တစ်ခါပြောမယ်နော်တင်အမွန်းတင်လိုက်လို့ဘုရားသခင်ကောင်းမြတ်တာမဟုတ်ဘုရားသခင်ငကိုကလေးကကောင်းမြတ်တော်သူဖြစ်တယ်ဟာလေလုယာ ဒါကြောင့်ကျွန်တော်ပြောမယ်ကျွန်တော်အမြဲပြောတယ်တချို့လူတွေဘုရားသခင်ကိုအာဘာလဲကောက်ဆဲလိုက်လို့တချို့တွေဘုရားသခင်ကိုလာပြီးတော့မှတယော်လိုက်လို့ဘုရားသခင်ကအရှက်ရသွားတာမဟုတ်ဘူးဘုရားသခင်ငိုရဲကြီးမြတ်တော်သူဖြစ်တယ်လူတွေဘလောက်ပဲတယော်တယော်လူတွေဘလောက်ပဲမကောင်းဟာပြောပြောဘုရားသခင်ကကောင်းမြတ်နေတုံးပဲ ထို့တိုင်းပဲကျွန်တော်တို့တက်တည်ခံတဲ့အခါမှာလဲဘုရားသခင်ကအမွန်းတင်ပြီးမှပြောစရာမလိုရှိတလောက်ပဲပြောကျွန်တော်အသက်တာထဲမှာခံစားရတလောက်ပဲပြောအရှိကိုအရှိတိုင်းပြောအဲ့ဒါမှဘုရားသခင်နှစ်သက်တော်တက်တည်ခံချက်ဖြစ်တယ်ဒါကြားခံနည်းနည်းလေးပြောသွားတယ်သွန်သင်ပေးသွားတယ်အဓိကပြောချင်တာကတော့ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုပြောပါဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုတက်တည်ခံပါဆိုပြီးတော့မှကျွန်တော်ပြောပြချင်တယ်ကျွန်တော်ဒီမှာပဲညှိကုံချုပ်လိုက်ပါတယ်နားမလဲတာရှင်ကျွန်တော်အကောင့်အပ်ပြီးမှမေးလို့ရတယ်မက်ဆေ့ချာကနေမေးလို့ရတယ် ကျွန်တော်တို့စကားလာပြောလို့ရတယ်စုတောင်းစရာရှိတာများရှိရင်လဲလာပြီးမှမင်းမြန်လို့ရတယ်စုတောင်းခံလို့ရတယ်ဆိုတဲ့အကြောင်းပြောကြရင်ねဒီမှာပဲညှိကုံချုပ်လိုက်ပါတယ်နားဆင်သွားတဲ့သူအရောက်ချင်းစီတိုင်းကိုဖျားရှင်တာ၍ကောင်းချီးပေးပါစေတော့အာမင်